ော့ဂီတာရဲ့ပြင်တဘာလို့တင်စားခံခဲ့ရတဲ့သူ Greenness ဆန်ကျင်39ခုနဲ့ Grammy ဆု73ခုတော့ရရှိခဲ့တဲ့သူသူရဲ့ music video တွေနဲ့အတူကမ္ဘာ MTV လောကကိုပြောင်းလဲစေခဲ့တဲ့သူသူကတော့တခြားအနုပညာရှင်နဲ့မတူပဲအဆိုရအကမှာပါပြည်စုံလုံးနဲ့ကမ္ဘာကျော်အဆိုတော် Michael Jackson ပဲဖြစ်ပါတယ်အဝဝကောင်းတာကသူတည်ဆုံသွားခဲ့ပြီမဲ့သူ့ရဲ့တခြင်းတွေကနေဝင်ငွေတွေဒေါ်လာ တန်းနဲ့ချီရနေသေးတယ်ဆိုတာပါပဲ သူဒီလိုတွေအောင်မြင်နေလို့သူ့ဘဝကဖြစ်ပြီးဆိုပြီးလို့ချင်တော့မှားပါလိမ့်မယ်။သူကငငယ်လေးကတည်းကအမှုပညာလမ်းကြောင်းပေါ်ကိုရောက်လာခဲ့တဲ့သူတစ်ယောက်ဖြစ်တာကြောင့်သူ့ရဲ့လှုပ်ရှားမှုများတဲ့များကိုတခြားသူတွေကစောင့်ကြည့်တာကိုခံခဲ့ရပါတယ်။အချို့တွေကသူ့ရဲ့ရှိုးဘွယ်ကိုမချိရမနေနဲ့လောက်ကိုအားပေးကြပေမဲ့အချို့တွေကတော့သူ့ကိုသူ့လူမဲမျိုးပေါ်မှာတက်ဆောင်ဖောက်ခဲ့တဲ့သူကလေးတဲ့ငယ်တွေပေါ်မှာလိမ့်ပိုင်းဆိုင်ရာဆော်ကားတဲ့သူဆိုပြီးအမျိုးမျိုးဆော့ဆွဲခဲ့ကြပါတယ်။ဒါဆိုရင်ဘာကြောင့်များသူ့ကိုဒီလိုဆော့ဆွဲခဲ့ကြတာလဲ။ ခုကရောတခြားသူတွေဆော့ဆွဲတယ်လို့မျိုးဒီလောက်ရတွေပေါ်မှာတကယ်ပဲကျူးလွန်ခဲ့တာလားဆိုတာကိုဒီဗီဒီယိုအစောတိကြည့်ပြီးသွားရတော့သိတော့ပါလိမ့်မယ်တော့ပါလိမ့်မယ်တော့ပါလိမ့်သူ့ကိုအမေရိကန်နိုင်ငံအင်ဒီယားနာပြည်နယ်မှာတမ်မနီစစ်အုပ်လုံးမှဖြစ်သူအဖေနဲ့ခရီးရန်ဘာသာရေးတချင်းဆိုသူအမေကနေဝေဖွားခဲ့ပါတယ်သူဟာငငယ်လေးကတည်းကသူ့ဖခင်ရဲ့ကျန်တဲ့လက်ချင်းမှုတွေနဲ့အတူကြီးပြင်းခဲ့ရပါတယ်တခါတလေစစ်ကမ်းချုပ်ောက်ခဲ့ရင်အရရရတဲ့အထိပါရိုက်နဲ့ခံခဲ့ရပါတယ် ဒီလိုသူ့အဖေရဲ့ကျန်းတဲ့လက်ချင်းမှုတွေနဲ့အတူချင်းပင်လာတဲ့ကောင်လေးဟာသူ့တဲ့၅နှစ်အရွယ်ရောက်တဲ့အခါမှာတော့သူတို့မိသားစုတီဝိုင်းဖြစ်တဲ့ Jessel Fine မှာအဓိကသချင်းစုလူတစ်ယောက်အနေနဲ့ပါဝင်လာခဲ့ပါတယ်။သူ့တဲ့၁၇နှစ်အရွယ်ရောက်တဲ့အခါမှာတော့ Motown Record နဲ့အတူသူ့ရဲ့ပထမဆုံး album ကိုထုတ်ဝေလာနိုင်ခဲ့ပြီးတော့အရင်းကိုနာမည်ကြီးလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Trailer ဟဲ့ Hey Darren စတဲ့ album ကိုထုတ်ဝေလာနိုင်ခဲ့ပြီးတော့ Million တဲ့တဲ့ကြီးစဖြစ်လာပါတော့တယ်။ ဒါပေမဲ့တနေ့မှာတော့ကန်ဆိုးမှုတွေကသူ့စီကိုရောက်လာခဲ့ပါတယ်အဲ့ဒါကတော့ vitiligo လို့ခေါ်တဲ့ရေပြားအယောင်ပျောက်တဲ့ယောဂါကိုခံစားလာခဲ့ရတာပါပဲအစပိုင်းမှာတော့သူဟာဒီယောဂါကိုအမျိုးမျိုးဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမဲ့ယောဂါကတဖြည်းဖြည်းဆိုးရွားလာတဲ့အချိန်မှာတော့ဓာတုဆေးဝါးတွေတုတ်ခဲ့ရပြီးသူ့ရဲ့ငကိုအသားအယောင်ကိုပြောင်းလဲလိုက်ပါတော့တယ်ဟာကလေသူရဲ့ပြိတ္တတွေကြားထဲမှာဝေဖန်စရာတခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့သူဟာသူ့ရဲ့လူမဲမျိုးပေါ်မှာသက်ဆာပေါက်တဲ့သူ ိုးရဲ့ဖြစ်တည်မှုကိုကိုလက်မခံနိုင်တဲ့သူဆိုပြီးသူ့ကိုအမျိုးမျိုးဝေဖန်တက်ခိုက်ကြပါတယ်။ဒါကြောင့်လည်းသူဟာအခုလိုမျိုးပဲပြန်လည်တုတ်ပြန်ခဲ့ပါတယ်။ I'm a black American. I'm proud to be a black American. I am proud of my race. I am proud of who I am. I have a lot of pride in who I am and dignity. ကန်ဆုံးမသွားရမိုးလိုက်လို့ရွာဆိုသလိုသူ့ရဲ့ကန်ဆုံးမှုတွေကဒီလောက်နဲ့တည်းရက်တက်မသွားသေးပါဘူး။ သူဟာကလေးတွေပေါ်မှာမတော်မတရားလုပ်တဲ့ဆိုပြီးဆော့ဆွဲခံခဲ့ရတဲ့အပြင်တရားစွဲဆိုတာကိုပါခံခဲ့ရပါတယ်။ဒါပေမဲ့ဒီဆော့ဆွဲချက်တွေဟာတသိမ်မခံလို့တဲ့အပြင်အခုချိန်ထိအငင်းပွားစရာတခုအဖြစ်ခြံနေခဲ့ပါတယ်။ဝမ်းနဲ့စရာကောင်းတာတခုပါဒီလိုမျိုးအောင်မြင်မှုတွေ၊နာကျင်မှုတွေပြည့်နေနေတဲ့ကမ္ဘာကျော်အဆိုတော်တယောက်ရဲ့ဘဝကသူ့သက်50အရွယ်ရောက်တဲ့အခါမှာတော့အိတ်ဆေးတွေအလွန်ကျော်သုံးဆွဲခဲ့ပြီးသူ့ရဲ့နေအိမ်မှာပဲတည်ဆုံသွားခဲ့ရပါ သူရဲ့ဖြစ်ဖြစ်လေးကနေទីလိုက်ရတာကလောကကြီးမှာအကောင်းနဲ့ဆိုးကအများနဲ့ဒေါ်တွက်နေထိုင်တတ်တယ်ဆိုတာပါပဲကျွန်တော်တို့ဘဝတွေမှာအဆိုးတွေနဲ့ကြိုးလာတိုင်းငါကြားမှာဘာလို့ဒီလိုတွေဖြစ်နေရလဲဆိုပြီးတွေးနေမိတဲ့ဆိုရင်တော့အောင်မြင်မှုတွေငါကျင်းမှုတွေပြည့်နေနေတဲ့ကမ္ဘာကျော်အဆိုးတော် Michael Jackson ရဲ့ဘဝကိုသာတတိယလိုက်ပါခင်ဗျာမင်္ဂလာပါကျွန်တော်ကတော့ဘဝခေါ်အပြီးစာပေတွေနဲ့ဗဟုတုတရစီမဲ့အကြောင်းအရာလေးတွေကိုအများအားမျှဝေတင်ဆက်ပေးနေမယ်။ CWF ကစိုင်းကိုတွေပဲဖြစ်ပါတယ်ခင်ဗျာ။ ျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဘောထူတရရစီမံအကြောင်းအရာလေးတွေကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel လေးကို follow လေးလုပ်ထားခဲ့ဖို့မမေ့ခဲ့ပါနဲ့ခင်ဗျာ။